အဲ့လိုဒေါ်သက်သက်ခိုင်တို့ကလည်းအဲ့လောက်ကြည့်တော့မလုံလောက်ဘူးပေါ့သူနဲ့အစိုးရနဲ့အပြေလဲနေတာပဲပိုးနေတို့ယထားတို့ဘာတို့ဟာတခြားဟာတွေလွတ်ပေးထားတာပါတဲ့ဘယင်းမလာစားလိုက်တာပါတဲ့ဘယင်းမစားလဲကုန်ပြီပေါ့ဗျာဘယင်းပဲကြတော့ပါတော့ခင်ဗျားအဲ့ဒီဟာကိုမသိကြအောင်ဆောင်းပြီးတော့နေလိုက်လေရတာပဲလीသိကြင်သိကြအောင်ဆောင်းလိုက်တော့လေရတာပဲလीဒါကတော့သိကြအောင်ဆောင်းမှုအတွက်တရားထည့်ပေးထားတာခင်ဗျားအမှတ်ဝင်မယူရဘူးပါပါဘူးဗျာဘဲဘဲခစ်ဘဲကာလာမှာပါပါဘူးဗျာဘဲနိုင်ငံဥတွေမှာလည်းပါပါဘူးဗျာ ဘာဒီဥက္ကဋ္ဌလည်းပဲသူရှိလဲရှုံးမှာပါပဲ။ဟောဆို तू ကအဲ့မဲဆန္ဒကိုကိုကိုကြီးနဲ့ပြန်ရမှာလေ။ကိုကိုကြီးကို तू ဘယ်လိုလုပ်ရှိရမလဲ။ကိုကိုကြီးကနိုင်ငံရေးရှိတာကြီး။ဟုတ်ကဲ့ဆရာဦးကြီးမြတ်ခင်ဗျာပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကိုဒီလွှတ်တော်ကိုယ်စားလှယ်လောင်းကနေပယ်ဖြတ်လိုက်ပါတယ်။ပယ်ဖြတ်လိုက်တာကလည်း तू ကအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဆိုင်ဥပဒေပေါ်နော်။ပုံမှန်ရှစ်ကာကြီးပေါ့။ ဆိုအဲ့ဒါကြောင့်ပယ်ဖြတ်လိုက်လို့ပြောပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ဥပဒေကြောင်းရကျွန်တော်ဆရာဟိုမေးမြန်းလိုတာပါအဲ့ဒီမှာပုံမှန်ရှစ်ကာကြီးမှာနိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူအဲသူအဲ့လိုဖော်ပြထားတယ်အဲ့တော့ဒေါက်တာတက္ကံကင်းရှင်းသူမဟုတ်တဲ့အတွက်ဒါပယ်ဖြတ်လိုက်တဲ့သဘောပေါ့လေသူ့ရဲ့ဥပဒေအရဆိုရင်အဲ့ဒီမှာကျွန်တော်မရှင်းတာမသိလျော်သည့်ပေးရန်ဆိုတဲ့ဒီဝေါ်ဝါဒစကစုကဟို ချစ်ချင်းလေးလေးပေါ့အရက်စကားနဲ့ပြောမယ်ဆိုဘယ်လိုရှင်းပြလို့ရမလဲမို့ဥပဒေရတော့အလိုတမျိုးမတူတမျိုးပဲလေခင်ဗျားအဲ့ဒီဟာကိုမသိကြအောင်ဆောင်းပြီးတော့နေလိုက်လေရတာပဲလေသိကြရင်သိကြအောင်ဆောင်းလိုက်တော့လေရတာပဲလေဒါကတော့သိကြအောင်ဆောင်းမှုအတွက်တရားထည့်ပေးတာလားတရားကိုထည့်ပေးတာလားဟောဆိုရင်ခင်ဗျားဘယ်တော့မှမပါဘူးကြီးအကျိုးပဲရှိမှာပေါ့ဘာဖြစ်လဲခင်ဗျား तू ကဟိုဘန်ကျွေးကိုဝရန်ဟောထုတ်ထားတဲ့ဥစ္စာကိုအစိုးရဒီဂရီချထားတာကိုမဆက်ဖဲနေတာ အဲ့တွေ့ဝရန်ကတ်ထားတာလားအဲ့အဟွာပြုတ်မယ်ဘန်ကျွဲတွေမဆက်လို့တရားဟောစင်ကြဲချတာနဲ့ပဲအဲ့လိုစင်ကြဲချလို့ရှိရင်ခင်ဗျာအမှတ်ဝင်မရဘူးပါပါဘူးဗျာဘဲဘဲခစ်ဘဲကာလာမှာပါပါဘူးဗျာဘဲနိုင်ငံဥတွေမှာလည်းပါပါဘူးဗျာဒါတော့တမင်နောက်ကနေပြီးလက်ကြီးကြီးနဲ့ကျူးရှင်ရဲလိုက်တာပါနော်အဲ့ဒီဟာမဟုတ်ပါဘူးနော်အဲ့ဒါဥပဒေစကားမဟုတ်ပါဘူးနော်အမှန်ဆိုကျွန်တော်နားလေတာအတူတူအကျွေးရှိတယ်အကျွေးတွေနိုင်ငံတော်ဒါမှမဟုတ်ပုဂ္ဂလိကကိုအကျွေးတွေ ဘလောက်တိုင်းစာတွေပေးဖို့ရှိနေတယ်ဆိုရင်ဒါမရဘူးဆိုတဲ့သဘောပေါ့နော်ဒါပေမဲ့ तू သုံးတာပါလေမသိလျော်သည်ပေးရန်တာဝန်များဆိုတော့အဲ့ဒီဝေါ်ဝါဒါကြီးကဟိုထောက်နေတာပေါ့နော်အဲအဲ့ဒါကိုဆိုလိုတာပါဆရာနေတော့ဘလို့မြင်မူရင်းစေဝါမူရင်းစေဝါနဲ့ဇီးပွားရေးလှုပ်တာလားဒါမျိုးပေါ့ဗျာနောက်တစ်ခါဟိုလိမ့်ပြီးထွက်ပြေးလာတာတရားခံပြေးလာသူကတရားခံပြေးလာသူကလိမ့်ပြီးတော့လေအဲ့ဒါကိုဘာမှအဓိပ္ပာယ်အဲမဖွင့်ထားဘူးမသိလျော်သည်ဆိုဒီမှာဆိုပြီးတော့ definition ပေးရတယ်ဗျာလောရီမှာ ဟိုမှာရှင်းလင်းချက်ဆိုပြီးအမှရန်စတိုင်းမှာဆိုရင်အဲ့လိုပဲလေအဲ့လိုပုံမှန်နဲ့ပြတ်ထိုင်တယ်အဲ့လိုပြတ်ထိုင်လိုက်ပြီးတော့အောက်ကနေရှင်းလင်းချက်တရှင်းလင်းချက်နှစ်ဒါအဲ့လိုပြအဲ့လိုနေနဲ့သွားတာကိုယ်စားဘာမှမပါဘူးဒါရှင်းတာပဲလေဘာရှင်းလင်းချက်မှမပါဘူးသူရှင်းလင်းချက်ပေးရတယ်ဗျအမပေါ့သူလူတွေကဘယ်လိုအဓိပ္ပာယ်ကောက်မလဲဗျာခင်ဗျာအဲ့တော့ရှင်းလင်းချက်တရှင်းလင်းချက်နှစ်အဲ့လိုအဓိပ္ပာယ်ပေးရတယ်ဒါလောပေါ့ဗျာကိုယ်စားလောမဟုတ်ပါဘူးနော်ဇူလိုင်လမှာအဲ့ဥပဒေထွက်တာဗျဟိုးဒေါ့ရှောက်အဲ့ဒါတွေမပါဘူးဘယ် ဘယ်ရွေးကောက်ပွဲတွေမှာလည်းမပါဘူးဘယ်တော့မှလည်းမပါဘူးအဲ့ဒီဟာလည်းဇူလိုင်လကူပြီးခဲ့တဲ့ဇူလိုင်လမှာအဲ့ဒါကိုကတ်ထည့်လိုက်တာအဲ့ကတ်ထည့်လိုက်တဲ့အခါကျတော့ဒေါ်သက်ခင်ကသူ့ကိုအဲ့လောက်ကြီးတော့လုံမမထင်ဘူးပေါ့ဗျာဘာလို့လဲသူကလည်းစစ်ကောင်စီကလူလာတဲ့စက္ကမလူလာတဲ့ဟာအကုန်လက်ရောတာပဲနော်အကုန်လက်ရောတာပဲအကုန်ထောက်ခံတာပဲဗျာအဲ့တော့ဟိုနိုင်ငံကြီးအရာတော့မဟုတ်ပါဘူးလက်ကြီးကြီးနဲ့နောက်ကနေရိုက်လိုက်တာအဲဒါမဲ့လို့ ဟိုဘာပြပြန်ပါပါနေပါလေတဲ့နောက်အစိုးရတက်လာလို့အစိုးရတက်ကလည်းပဲအစိုးရတက်ကလည်းသူ့ခေါ်ပြနေရာပြေးလေရတာပါပဲတဲ့သူကအဲအဲ့လိုလဲဒန်းလေးကြောက်ပေးထားသေးတယ်ဗျအဲအဲ့လိုလေးတော့နိဟုတ်ကဲ့အဲ့တော့ဒါကနိုင်ငံကြီးလည်းပါလေဆိုပြီးဒါဝေဖန်သုံးသပ်မှုတွေလည်းရှိတာပေါ့နော်အဲ့တော့ဒီ UEC နေနဲ့ကဟိုသူတို့လွတ်တော်ကိုယ်စားလှယ်လောင်းတွေတင်တဲ့ရက်သတ်မှတ်တယ်လေပြီးခဲ့တဲ့လအထင်တယ် ဆိုအဲ့လိုတင်တဲ့အချိန်မှာဓာတ်တွေကို तू မစီစစ်ဘူးလားရွေးကောက်ပွဲကော်မရှင်ကစီစစ်ပြီးတော့ဓာတ်တွေရှိနေတယ်ဒီလူမရဘူးဆိုပြီးတော့ဟိုဓာတ်မျိုးလုတ်တယ်ရတယ်အခုက तू ကခွင့်ပြုလိုက်ပြီးတော့မှအဲအခုကပြန်ကြည့်ပြီးတော့ညီစွန်းနေပါတယ်ဆိုပြီး तू ကပယ်ဖြတ်တယ်ဆိုတော့ဟို तू ဥပဒေကြောင့်ရအဲ့လိုလုတ်လို့ရလားဆရာပစစ်စစ်ချောက်တော့မဖြစ်တယ်ဆိုတော့ရှစ်ဆယ်6ရောက်တော့ပဲဖြစ်တယ်ဆိုတော့ဘယ်အဲ့86ကျန်တဲ့85ဘက်ကလည်းဘာတွေနဲ့ဘယ်လိုညှိစုံမှလည်းမသိဘူးလေ အဲ့တို့တယောက်ချင်းဟာအယူခံခွင့်လည်းမရှိဘူးပြအကုန်ပြီးအခုအယူခံရက်ကလည်းကုန်ပြီလေဟိုမြစ်ချင်လာပြီဆိုရင်အယူခံမလုံမရအောင်အဲ့ဒါပဲလုံတော့ဗျာကျွန်တော်တရားရုံးဒီမှာလည်းဒူတယ်ဗျာကျွန်တော်တို့ဟိုရည်စရာလေးပြောတာပါလားတကယ်တကယ်လည်းတကယ်ဖြစ်ပြတယ်ဗျာအခုကအောက်ရုံးမှာရှုံးလို့အပေါ်အပေါ်ကိုတက်သွားတယ်ပေါ့ဗျာအဲ့တော့ရှုံးတဲ့လူကနိုင်ကျင်လို့ရှိရင်နိုင်ကျင်တဲ့လူပတ်စံသွားပေးရတယ်ဗျာတရားသူကိုအဆက်အသွယ်နဲ့သွားပေးရတယ်အဲ့လိုမပေးဘူးဆိုရင်တော့ခင်ဗျာ အဲ့အောက်ယုံရဲ့အမိတ်ကိုအတီးဖြစ်ပြီးတော့ရှင်းအောင်လုပ်တဲ့အပြင်အယူခံတက်မရအောင်မပိတ်ရတာဗျာအယူခံတက်မရအောင်မပိတ်ရပြန်တာပြီးရောမျိုးကန့်အောင်ဗျာအဲ့လိုမျိုးတွေပေါ့လုပ်တတ်တယ်ဗျာအဲ့လိုပေါ့ဗျာကျွန်တော်လောကကြီးကအဲ့လိုဖြစ်တယ်ဗျာတကယ်ကျတော့ဒီလိုမဖြစ်သင့်ဘူးပေါ့ဗျာဒါမှတကယ်ဖြစ်တယ်အဲ့ဒါကြီးဟုတ်ကဲ့အခု86ယောက်ကလည်းဒါတို့ဟိုကုသလလောင်းပြအတိမဲ့ပြုတ်ပြီးမှပြန်ပြီးတော့ဒါပယ်ဖြစ်တဲ့သဘောမျိုးဟိုတို့ရေးထားတွေ့ရတယ်ဆိုတော့ အဲ့ဒီလှုပ်ထုံးလှုပ်နေရခုလွဲမနေဘူးလားဆရာပေးပေးပြီးတော့မှပြန်ဖြတ်တယ်ဒါနဲ့ညှိလို့ဆိုငကိုတဲ့ကသူကြည့်လို့ရတာပဲလေငကိုတဲ့ကသူစစ်ဆေးလို့ရတာပဲဟောပြီးတော့ဘယ်ကိစ္စမဆိုအယူခံခွင့်တော့ပြရမယ်လေဟုတ်လားတရားစွမှုမှမဟုတ်တာပဲသူအယူခံခွင့်လည်းမပေးဘူးအယူခံမရနိုင်အောင်ကိုကပ်ပြီးတော့လုပ်လိုက်တာလေတကယ်လို့ဆိုတော့စီအတိမပြုတ်ခင်ကဆိုလို့ရှိရင်သူကကြိုတင်ပြင်ဆင်မှုရှိမယ်အယူခံတာတွေပါတယ်လုပ်နိုင်တာပေါ့အခုကျတော့ကပ်ဖြုတ်လိုက်တဲ့ခါကျတော့အဲ့ဒီသဘောပါပဲ အဲ့နိုင်ငံရေးလို့တော့ကျွန်တော်မထင်ပါဘူးဒီကိစ္စကတော့နော်လက်ကြီးကြီးနဲ့ရက်လိုက်တာပါနောက်ပါနေပါနိုင်ငံရေးမပေါ်ပါဘူးအဲ့တော့ तू ဆိုလိုဇန်နာပေးရန်ရှိဆိုတော့ဒါအကျွေးလိုပဲယူဆရမှာပေါ့လေဆိုတော့လူတိုင်းလူတိုင်းမှာအကျွေးအနေနဲ့များတော့ရှိကြမှာပဲလေနော်ဒါနဲ့ပတ်သက်ပြီးတော့ဟိုဘလို့အတိုင်းဒါဘလို့မျိုးဆိုရင်တော့ဟိုပယ်ဖြတ်မယ်ဆိုတဲ့ဥပဒေမှာလည်း तू အတိအကျပုံမပြထားဘူးအဲ့ပေါ်ဆရာဘာပြောလို့လဲတခြားဥမှာအကျွေးရှိနေတဲ့တခြားလူပေးဘူးအဲ့လူကသွားတိုင်လိုက်မယ်ဆိုရင်ဟော ဒါပြီးပယ်ပြတ်မှာပဲလားအဲ့လိုမျိုးစဉ်းစားစရာဖြစ်တော့ဟုတ်လေကတ်ထည့်တာလေဇူလိုင်လအမှအဲ့ဒါဥတွေပြင်းတာလေဇူလိုင်လအမှဥပဒေကိုဒီဥတွေကိုထပ်ထည့်လိုက်တာလေဆပ်ပရီမန့်ပေါ့ပြီထပ်ထည့်လိုက်တာပေါ့အဲ့လိုဒေါ်သက်ခိုင်တို့ကလည်းအဲ့လောက်ကြီးတော့မလုံလောက်ဘူးပေါ့သူနဲ့အစိုးရနဲ့အပြေလဲနေတာပဲအဲ့ဒီဥပဒေကသူနဲ့တော့မဆိုင်လောက်ဘူးလို့သူဒီလိုဆွင်းပြောသူလည်းအဲ့လောက်ကြီးတော့လုံမထင်ဘူးပေါ့ကြီးဒါပိုးထက်လို့ပေါ့ဟိုကကပိုးထက်တာပေါ့နော်စစ်စိုးကပိုးပေါက်တာပေါ့ပေါက်တယ်လူက ူ့ရဲ့ပိုးပေါက်တယ်လို့ကလုပ်လိုက်တာပေါ့အဲ့တော့သူ့ကိုအမတ်လောင်းဖြစ်ကပယ်ဖြက်လိုက်တော့ဒါပါတီနဲ့တော့မဆိုင်ဘူးပေါ့နော်ဒီသူတို့ဖြည့်ရှင်းချက်မှာပါတယ်ဆိုတော့အမတ်လောင်းတူဖြစ်ပေမဲ့လည်းသူကပါတီဥက္ကဋ္ဌဖြစ်နေတော့ဒါပါတီကိုအနေနဲ့ပြထိခိုက်မှာပဲလीနော်ပြီးခဲ့တဲ့အခေါက်ကလည်း NDF ကြောင့်လုံးဝဖြတ်သိမ်းတာလေအခုတော့တတ်တက်ခိုင်ပေါ့နော်ဆိုတော့ဟိုတခုခုများနောက်ွယ်မှာရှိနိုင်လားဆရာနိုင်ငံရေးကဒီပါတီဥက္ကဋ္ဌကိုတော့ကင်လိုက်တဲ့သဘောမျိုးပြောမယ်ယူဆမယ်ဆိုရင်ဟုတ်ကဲ့ကွာပြောသွားတယ်မဟုတ်ပါဘူးတဲ့ ပုံးနေတို့ယထားတို့ဘာတို့ဝအားတရားဟာလေလွတ်ပေးထားတာပါတဲ့ဘယင်းမလာစားလိုက်တာပါတဲ့ဘယင်းမစားလဲကုန်ပြီပေါ့ဗျာဘယင်းပဲကြတော့ပါတော့ကုလပါရီဥက္ကရာကိုထည့်တယ်ဆိုတော့လည်းပဲပါရီဥက္ကရာလည်းပဲသူရှိလဲရှုံးမှာပါပဲဟောဆို तू ကအဲ့မဲဆန္ဒတော့ကိုကိုကြီးနဲ့ပြဲရမှာလေကိုကိုကြီးကို तू ဘယ်လိုလုပ်ရှိရမလဲကိုကိုကြီးကနိုင်ငံကြီးရှိတာကြီးပြီးကြတာတကူကတော့ပါလဲဆိုတော့ဘုကျုံမင်းအွန်လိုင်းပေါ့ဗျာစစ်အစိုးရသူတို့ကသူတို့လက်ရင်းတူတွေလည်း လိုအိုင်အနိကဖြုတ်ထုတ်တတ်ပြီပေါ့ဝင်မလေးဘူးပေါ့အခုဆိုလဲမတိုင်းမှုတွေပြောင်းပါလေပြောင်းအများကြီးပဲဒုတိယဘုကြောကြီးမိုးထွန်းတို့ဤရဲဝင်းကြီးဟောင်းဘုကြောလုံမောင်ရဲ့သားဒုတိယဘုကြောကြီးစိုးထွန်းတို့ဆိုလဲသူလက်ရင်းနေပဲခင်ဗျာအဲ့လင်အကုန်လုတ်လိုက်တာပဲသူဘာမစိုးပြသူရှင်တန်ကြီးအတွက်ကတော့အကုန်လုတ်ပါပဲဟုတ်ကဲ့ဆရာအဲ့တော့ဥက္ကုကိုကြီးဆိုလို့အခုကက ဟိုပြီးခိုင်ဖြိုးကိုရှင်မဲ့ပါတီလို့ပေါ့နော်ယူဆမှာဆိုရင်ကျွန် NDF ရှိတယ်ပြည်သူ့ပါတီဥက္ကိုကြီးရှိတယ်ဥဒေါ်သက်သက်ခိုင်ရှိတယ် PPP ပါတီတိုင်းရင်းသားနဲ့ဒီမိုကရေစီပါတီပေါ့နော်ဟိုကြားဖြူပါတီတော့ရှိတာပေါ့အဲ့တော့အခုဟာကအခု NDF လည်း तू ကဖြတ်ပလိုက်ပြီအခုဟာက PPP ဒေါ်သက်သက်ခိုင်ကာလတာဥက္ကဋ္ဌကို तू ကဖြိုလိုက်တဲ့သဘောပေါ့နော်ဟိုယူဆလို့ရတာပေါ့ဆိုတော့အခုကဥက္ကိုကြီးပါတီတခုပဲဟိုကြံတဲ့သဘောရှိနေတာပေါ့နော်ဘလို့မြင်လဲဆရာအဲ့တော့သူတို့အနေနဲ့က ရောင်ပြပဲပေါ့အဓိကသူတို့သွားကျင်တဲ့ပြီးခိုင်ဖြိုးကိုပဲဟိုစစ်တပ်နဲ့ပေါင်းပြီးအာဏာယူမဲ့လမ်းကြောင်းကပို့ပြီးထင်ရှားလာတာဆရာဘလို့မြင်လဲအဲ့ပုံမှာအခုပဲပြီးခိုင်ဖြိုးက28နေရရွေးကောက်ပွဲဝင်စရာမရွေးကောက်ပွဲမဲပုံးထောင်ကြမလို့ပဲနဲ့28နေရနိုင်သွားပြီရွေးကောက်ပွဲကော်မရှင်နဲ့ကြီးညာရုပ်ပဲရှိတော့ရွေးကောက်ပွဲလုပ်ပြီးတော့ဆောင်မှာကြီးညာဖို့ပဲရှိတော့ပြီးခိုင်မျိုးတူးတဲ့ပဲပြိုင်နေပြန်မဲ့ပြန်မဲ့လို့မရှိဘူးအဲ28နေရပြီးခိုင်မျိုးကရသွားပြီ အဲ့ဒါကတမရဝ25ရခိုင်တုံးဝင်အဲ့ဒါကြီးပေါင်းလိုက်လို့ရှိရင်ပြီးခိုင်မျိုးရတော့ဗျာတေချာဘောအစိုးရဖြစ်ပြီပေါ့နော်28နေရဆိုတာနေရမဟုတ်ဘူးအကြပြူတို့ကလည်းခင်ဗျာဟိုသူ့နေမှာတော့သူအနေနဲ့ဘဝတော့ရမှာပေါ့ဒါတော့ပြီးခိုင်ပြိုးနဲ့ရှင်ဖို့အခါကျတော့ခက်တာပေါ့နော်တော်တော်ခက်ခက်ဖြစ်နေမှာဖြစ်တယ်နော်ဥက္ကိုကြီးတို့ကြတော့လည်းပဲသူပြီးခိုင်ပြိုးနဲ့ပါလမ်းမတော်မှာကြတော့တော်တက်ခိုင်တာမရှိတာပြီးခိုင်ပြိုးကပါအောင်မှာဆိုတော့သူအဲ့ဒီဟာလည်းသူ့တဲတဲတဲရင်ဖို့ပဲပေါ့ဗျာသူလည်းတိတ်တော့မသိကြပါဘူး ်တမင်တော့သူတို့တော့မလုပ်ပါဘူးအကြာပြူတို့ဥကိုကြီးတို့ဒေါ်သက်ခိုင်တို့တင်တမင်တော့မလုပ်ပါဘူးဒေါ်သက်ခိုင်ကတော့ခုနဖိအားကြောင့်ဖြစ်သွားတာဥပကိုကြီးတို့ဟိုကြာပြူတို့ကတော့သူတို့လူတွေပဲသူတို့ထောက်ခံနေတယ်သူတို့ကျွန်တော်တမင်တော့လုပ်မှာမထင်ပါဘူးဒါပေမဲ့ဟိုပြီးခိုင်ဖြိုးအတွက်ပေါ့နော်ဟိုအနှဲငယ်မြောက်အဖိတ်စင်မရှိအောင်သူတို့ရည်ရွယ်ထားပုံရလာဆိုအဲ့လိုမျိုးနည်းနည်းလေးသူတို့ထိခိုက်မဲ့ဟာမျိုးဆိုရင်သူတို့ဥပဒေရတာဘယ်သူပဲဖြစ်ဖြစ်ဟိုဖယ်လိုက်မယ်ဆိုတဲ့သဘောမျိုးများ ตั่วทาละดาดาซุซ้วยเจ็ดละพี่ผิดมาบ่เนาะไอ้หลุซุซ้วยอ๋อมั่นได้มะล่ะเสียไอ้บ่บ่าပြောหลุကျွန်တော်တော့အဲ့လိုမထင်ပါဘူးတေချာပေါက်နိုင်ပါပဲလေမကိုကိုကျွန်းဆိုရင်ဘယ်လိုလုပ်ပြီးတော့ဘယ်လိုဘယ်လိုကလာရှင်ပါလဲအဲ့တေချာနေတဲ့နေရာတွေအများကြီးရှိတယ်လေနောက်တစ်ခါသူတို့ကတခြားနီးလန်းနေတယ်သူတို့လန်ဒချန်ကင်းအောင်သိန်းလေးဆိုလို့နော်ဥသိန်းစင်လက်ထက်ကသူတို့တေချာနေတဲ့လုံနီလုံခွန်တွေရှိပါတယ်တောင်းအဲ့လိုနီးကြောင်တော့ဟိုဖဲစရာအကြောင်းမရှိပါဘူးနော်ဒါအသေးဖွဲလေးပါသူတို့ သူတို့ကတချာတွတ်ပြီးသားပါနော်တချာတွတ်ချက်ထားပြီးသားပါပိုင်လို့လုံတာပေါ့ဗျပိုင်လို့လုံတာပေါ့ဒီယူကောက်ပေါ့အဲ့တော့အခု NDF လည်းဖြတ်သိမ်းခံပြီးတော့တသက်ခိုင်ပေါ့ PPP ပါတီဥက္ကဋ္ဌလည်းဒါယူကောက်ဝင်ဝင်လို့မရဘူးဒီပုံမှာသူတို့စစ်ကော်မရှင်ကခံထားတဲ့ UEC ရဲ့ဒီပြဋ္ဌာန်းချက်ဥပဒေပေါ်မှာဆရာနောက်ဆုံးအနေနဲ့ဟိုတစုံတစ်ခုဗာမြတ်မှတ်ချက်ပေးတုံ့တက်ပေးလို့လည်းဗျအော်သူကဒီလိုဗျဟို UEC ဆိုတာကလည်းအခုပဲခင်ဗျကျွန်တော်သိတဲ့လောက်ကတော့ ဥက္ခာသုံးအောင်ပြောင်းသွားပြီဗျာဒီကြည့်ပါအောင်ဒီဒီယူကောက်ဘွားမလုတ်ခင်လေဥက္ခာသုံးရောက်တော့ပြောင်းပြီသုံးရောက်တော့ပြောင်းသွားဘုရားပထမဘုရားတိစုနောက်တစ်ခါပြီးရင်းနဲ့တာတာဝေကြီးဥကူဦးနောက်ဆုံးတက်ရောက်ဆိုတော့သူတို့တိတ်မကြိုက်ဘူးဗောဗျာမကြိုက်ဘူးဆိုအပိုးမချိုးတော့ပြောတာမဟုတ်ဘူးเนาะဟိုလုံနီးလုံဟန်နေရသူတို့တရားခိုင်နှုန်းသူတို့လုတ်ချင်တယ်လို့မဖြစ်ဘူးဆိုရင်ဖြုတ်ပလိုက်တာပဲဖဲပလိုက်တာအဲ့တော့အဲ့တူအဲ့ဒီလိုစိတ်ကြိုက်လုံနေတဲ့ လူတွေအောက်မှာစိတ်ကြဲဥပဒေနဲ့ယူကောမောက်ဝင်တာဘာမှနိုင်စရာရှိလဲဗျာအတော့လည်းဘလို့မှလည်းဒီမှာပြမအောင်ဘူးအာဆီယံကလည်းပဲပြောပြီလေအာဆီယံကလည်းအခုတော်တော်တင်းတင်းမမပြောလာဘူးဒီသဘောမျိုးရှိတယ်ပေါ့နော်အဲ့တော့ပြီးပြီးလို့ရလဲကျွန်တော်ဒီမှာလည်းမဲသွားပြိမ့်မယ်လို့လည်းကျွန်တော်သိတော့မထင်ပါဘူးနော်မဲမပြိလဲဘူးဆိုင်ပါဦးသူတို့နော်အနည်းရောက်လာပြိလေရတယ်လို့ပြောထားပြီအဲ့တော့ဒီယူကောပွဲနဲ့ပတ်သက်လို့ကျွန်တော်ကတော့အခုဒေါ်သက်သက်ခိုင်ကိစ္စဘာညာဖြစ်လို့သာလှုပ်လိုက်သလိုဖြစ်သွားတာပေါ့နော် ခုနဟို28ယောက်ပြိုင်ပွဲမရှိအရွေးခံရတယ်ဆိုတာအဲ့ဒီ training တွေမထွက်ပါဘူးနော်မထွက်ပါဘူးနောက်တစ်ခါဒီလိုပြ UKOP ရဲ့သဘောတရားနဲ့နိုင်ငံရေးသဘောတရားတွေကကဲနိုင်ငံရေးသဘောတရားတွေဒေါ်စုလက်ထက်မှာလည်းဒီလိုမျိုးရှိတယ်မှာဥက္ကိုကြီးလိုဗျာဟို88ကလူ6ယောက်ဗျာကိုကြံလင်းတို့လည်းပါတယ်ပြုတ်ချိုတို့ပါတယ်နောက်6ယောက်ဗျာတကယ်လူလူတော်တွေပါကျွန်တော်သိတော့ပါတယ်နောက်ကဒေါ်ညိုညိုသိင်းလည်းသူတို့လည်းပါတယ်ပေါ့အဲ့ဒါကို NLD ကခင်ဗျာဖုန်းတွေမှာဖြည့်ပြီးတော့ အဝင်းအယွေးခံဖို့လို့လှုပ်ထားပြမှာကပ်ပြီးပယ်လိုက်တာပယ်လိုက်တာအဲ့တော့ဘာလို့အဲ့ဒါပယ်တာလဲကျွန်တော်တို့စိတ်မကောင်းဘူးသူတို့ပါတီတွင်းကထိပ်ပိုက်နေလဲစိတ်မကောင်းကြအောင်ကျွန်တော်မိတ်ကြီးတိခေါက်ကြည့်ကျွန်တော်စိတ်မကောင်းဘုံရောအောင်ရှင်လို့ဆိုလဲကျွန်တော်ကျွန်တော်လည်းအရန်ရင်းနေကြအောင်သူတို့စိတ်မကောင်းဘူးဒါမတတ်နိုင်ဘူးအနောက်ဆုံးကျတော့သူကတော့နိုင်ငံရေးရာလုပ်လိုက်တာအဲဒေါ်စုရဲ့နောက်ဆုံး final decision ပေါ့ကျွန်တော်တို့ဥဝင်းထိန်ကအကြံပေးတယ်လို့တော့နောက်ဆုံးမှာအဲ့လိုသတင်းထွက်တယ်ပေါ့ဗျာအာဒီလူတွေဝင်လာလို့ရှိရင် ပါတီကထိတ်မရမှာစိုးစစိုးရင်းကြရှိတယ်လို့ပါလို့တို့စုသွားပြီးတော့အနိကပ်ပြီးတော့တွန်းလိုက်တာပေါ့ဗျာဆိုတော့နိုင်ငံကြီးမှာတော့အဲ့လိုရှိတယ်အဲ့လားဒီတော့ level ဥကိုကြီးတို့အရင်စိတ်နာတာပေါ့နော်ဒေါ်ညိုသိန်းတို့ဆိုလည်းဒီလိုနိုင်ငံကြီးမှာတော့အဲ့လားဒီကဒီလိုပဲဗျာဥပစာတန်ရှင်းဥပစာဘာလာတော့လည်းဥပိုဒ်ကင်ကွဲအဲ့မှာစစ်တပ်ကအာဏာသိမ်းတာပဲနောက်တီမဲမှာလည်းနောက်ထပ်ကွဲအဲ့လိုဟာမလို့ဒါမှမဟုတ်ကအာဏာသိမ်းတဲ့နည်းနဲ့မရှင်းမှုတွေနိုင်ငံရေးသမားတွေကတော့ နိုင်ငံရေးသမားတွေကအာဏာသိမ်းနေနေလည်းမရှိဘူးကို့ဘာသာကိုလူထုထောက်ခံမှုရအောင်ကဲမင်းတို့ကပဲပို့ဒူးထောက်ခံပို့ရလားငါတို့ကပို့ရလဲပြိုင်ကြတာပဲဥနုလည်းအိုက်တယ်မယ်လीသူ့ဝိုင်းတိုက်တာပဲဝိုင်းတိုက်တာကို तू ကယူထုထောက်ခံမှုနဲ့ပြိုင်ပြီးတော့အတိုင်ယူတာပဲနောက်ဆိုစစ်တပ်ကအာဏာသိမ်းတယ်ဆိုတော့မှာပဲမင်းတို့မသိမ်းနဲ့ငါလွှတ်ပေးမယ်မင်းတို့ရွေးကောက်ဖို့တော့မင်းတို့ဥစည်းပြီးတော့တန်းရှင်းအောင်လုပ်ပေးဆိုပြီးတော့ဥစည်းလုပ်ပေး तू နိုင်တာပဲနိုင်ငံရေးသမားတော့အာဏာသိမ်းတဲ့နည်းနဲ့မရှိဘူးညာအဲ့လိုပြည်သူလူထု ဘသူထောက်ခံမှုရအများများရတယ်အဲ့ဒီနဲ့ရှင်းတာလေတော်စုလိုက်အဲ့တိုင်းပဲပြည်သူလူထုဘလူများများထောက်ခံမှုရတယ်ဆိုရင်ဒီနဲ့ရှင်းတာလေအဲ့ဘလို့နိုင်မနိုင်တဲ့ခါကျတော့နောက်ဆုံးညက်ပတ်တဲ့နည်းနဲ့အာနာသိန်းခံရတာပဲအဲ့တော့ဟိုကုဥ္စာကတော့သူတို့တရားရခိုင်လုံးပြင်ဆင်ထားတဲ့ဟာပါထပ်ပြီးတော့ညစ်เสียရမရှိတော့ဘူးအတော့မလို့ဥကိုကြီးတဲ့ဟိုပယ်တာလို့ဥကြာပြူတို့ပယ်တာလို့ဒါမျိုးတော့ကျွန်တော်ဖြစ်မထင်ဘူးเนาะဒေါက်တာခိုင်လည်းပယ်တာမှမပါဘူးသူ့ရဲ့ထက်တဲ့ဒုတိယကတော့ကနေ လဝကြီးကြီးနဲ့နိုင်ငံကြီးမပါတော့ဟာနဲ့ရဲလိုက်တာအဲ့ဒါပါတောင်းနိုင်ငံကြီးအရာတော့ပြီးခိုင်မျိုးကအားလုံးစစ်တပ်ကအသိပြီးခိုင်မျိုးမပါဘူးလေစစ်တပ်ကအားလုံးအသိပြင်ထားပြီလားပါနော်ဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်အခုဒီရွေးကောက်ပွဲဥပဒေရပါနော်နေဥပဒေရောပါနော်ဆိုအရင်ရှိခဲ့တဲ့မြတ်ရွေးကောက်ပွဲဥပဒေနဲ့ရှင်သူကအတင်းကျပ်ဆုံးအနေထားမျိုးဖြစ်နေလားဆရာဘယ်လိုမျိုးတွေ့ရှိရလဲဗျအဲ့ဒါအမှန်ပဲဗျစစ်တပ်ဆိုတာရေးပါတာပဲလိုချင်တယ်ရေးမှုပေါက်တာမပြောနဲ့ဆိုတော့ အဖက်ဖက်ကနေပြီးတော့ဗျာအနိုင်ရအောင်လို့ပြင်ဆင်ထားတယ်ဥပမာဆိုဗျာရေကောက်ပေါက်ကိုနှောက်ရှက်ရင်ဟလာ1000ခန်းနှစ်တို့နောက်တစ်ခါဒီမှာလူသိရင်တေးတန်းတို့ဟလာအုပ်စုနဲ့လို့လို့ရှိရင်အားလုံးကိုတေးတန်းတို့အဲ့လိုမျိုးပေါ့ဗျာအဲ့လိုမျိုးချတယ်ဗျာနောက်အခုနောက်ဆုံးကြားရတဲ့တင်ကတော့ဒီဝန်ထမ်းတွေကိုပေါ့ဗျာမဲပိတ်ကိုပေးရမယ်မပေးလို့ရှိရင်တို့စီဒီယန်လို့တတ်မှတ်ပြီးတော့အေးယူမယ်အဲ့အမျိုးတွေအထိနောက်ဆုံးကြက်လာတယ်လို့ကြားတယ်လေအဲ့တော့ ို့တက်ထဲမှာလေလို့ပဲတာမီသားစုတွေလေမဲပြရမယ်မဲမပေးလို့ရှိရင်ဒါနိုင်ငံတော်အသက်စာဖုံးပြတာလို့သတ်မှတ်မယ်လို့အဲ့လောက်ထိတော်တော်ကြီးကိုသူတို့တင်းကြပြီးတော့တော်လဲစိုးရင်စိတ်နေပေါ့ညာအမောအားလို့တရားရင်နှုံးသေးချာလာဒါမှမဟုတ်အဲ့လောက်စိုးရင်ဒီလိုစိတ်နေတော်တော်ကိုတင်းတင်းကြပ်ကြပ်လှုပ်ရဆိုတာကျွန်တော်တွေ့ခဲ့တဲ့ယူကောတမိုင်းမှာတော့တခါမှရှိဘူးအဲ့လိုလေတခါမှမရှိဘူးတဲ့ဥပဒေပြဋ္ဌာန်းတယ်အခုလို CDN တတ်မှတ်မယ်တော့ လာနိုင်ငံတော်သစ္စာဖောက်တယ်လို့သတ်မှတ်မယ်လို့ဆိုရတာအလွန်ပြင်းထန်တဲ့ဒုရက်တွေပဲလို့သတ်ထုတ်ရပါတယ်ဗျာအဲ့တော့ဆရာအနေနဲ့ရောဒီရွေးကောက်ပွဲမှာမဲပေးမလားဆရာရဲ့ decision ကဘာလို့ပြောလို့ရမလဲနောက်ဆုံးအနေနဲ့ပြောပြပါအာကျွန်တော်ကဒီလိုဗျာ1990တွေက노ဘုတ်ပဲ1990노ဘုတ်2008노ဘုတ်နောက်ဥသိမ်းစိန်노ဘုတ်ဒေါ်ဆန်းစုကြည်လက်ထက်노ဘုတ်ကျွန်တော်က노ဘုတ်တွေတော်စုကျွန်တော်တွေ့တာပဲပြောတယ်ဆိုတော့ဒေါ်စုခမရဂျာပြဆိုးကလုပ်တဲ့ရွေးကောက်ပွဲမဟုတ်ပဲနဲ့ ခင်ဗျာသူတို့စစ်တပ်ကလုပ်ပြီးရုပ်ကောပေါ်ဝင်လိမ်မှာခင်ဗျာတိုင်ပိုင်းတရခံဖြစ်သွားလိမ့်မယ်နော်ခင်ဗျာခင်ဗျာအလင်ခံမှာသူတို့လုပ်တဲ့ရုပ်ကောပေါ်တော့မဝင်နဲ့ပြောတယ်ဝင်တယ်အလင်ခံရတာနာနာထောက်ရှိလက်လိမ်တာပဲလေကျွန်တော်က노ဘုတ်ပြောတယ်မရဘူးအာမဲသွားပြီးမှာပေါ့မကြိုက်ရင်ဟလာအမဲထက်ထက်ပေါ့ဘယ်ခင်ဗျာကလဲဘာထက်အကုန်လုံးအဖြူဖြစ်တာပဲ60နဲ့300ခိုင်းလို့90 80ခိုင်းလုံးကထောက်ခံနေတယ်ဗျာဆန်ဘာကြဘူးလဲခင်ဗျာနာထောက်ရှိမှာ ။နောက်ဥသိန်းစိန်လက်ထက်မှာလည်းဒီတိုင်းပဲလေတယောက်တည်းပြိုင်တာသူတို့ပဲနိုင်တာပဲလေ။ notebook ပဲ2008အောင်ကျွန်တော်2008အောင်မှာလုပ်တဲ့ရေကောက်ပွဲတွေကိုကျွန်တော် notebook ပဲလေ။အခုလည်း notebook ပေါ့2008အောင်လုပ်တဲ့ရေကောက်ပွဲကိုကျွန်တော်အဲ့ရ2008ကြီးတောင်ဆက်ကျင်မဲ့ notebook ပေးလာတာဗျာ။အဲ့အောင်မှာလုပ်တဲ့ရေကောက်ပွဲကတော့ notebook ပေါ့နော်။ဟုတ်ကဲ့ဆရာဦးချင်းပြေကျေးဇူးပါအခုဒါဟို PPP ဥက္ကဋ္ဌတော်တသက်ခိုင်ဟိုလွတ်တော်ကိုယ်စားလှယ်အဖြစ်ကပယ်ဖြတ်ခံရတဲ့ပုံတည်ပြီးတော့ဥပဒေကြောင်းရပါတော့ဟိုနိုင်ငံရေးရပါအခုလိုမျိုးရှင်းပြပေးတာကျေးဇူးပါဆရာ ¿Cómo?